boss ကိုနဲ့ຢာရက်ဘသူပိုကောင်းလဲတကယ်တော့ဒီဗီဒီယိုကိုလုံးဝတော့တိတ်စိတ်မပါဘူးနှိုင်းရှင်စရာလည်းတကယ်မလို့အပ်ပါဘူးဒါပေမဲ့ဘာလို့လုပ်လဲဆိုတော့တောင်းဆိုတဲ့သူတွေများလို့ပါနောက်ပြီးကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီမေးတဲ့သူတွေကိုတခါတည်းသိစေချင်လို့ပါမင်္ဂလာပါခင်ဗျာ Soccer History ကနေကြိုဆိုပါတယ်ဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါ Superman နဲ့တော်ချရင်ဘသူနိုင်မလဲဆိုတဲ့မေးခွန်းလိုပါပဲနှစ်ယောက်လုံးကကဘာမီကလူသားမဟုတ်တော့မေးလို့ကောင်းတဲ့မေးခွန်းမျိုးပါဒါပေမဲ့တချို့မေးခွန်းတွေကမေးလို့ပဲကောင်းပြီးဖြေလို့မကောင်းပါဘူး Strange stamina validity power ဘာဆိုဘာမှမတူတဲ့နှစ်ယောက်နောက်ဆုံး universe ပါမတူတဲ့နှစ်ယောက်ကိုဘာလို့နှိုင်းရှင်ကျင်ကြတာလဲလူတွေကကနှိုင်းရှင်ရတာကိုကြိုက်ကြတာပါ Posco ရော Steven Jarrett ရောနှစ်ယောက်စလုံးရဲ့ကစားတဲ့နေရာက CM မှာပဲ CM ညတူပဲတကယ်တမ်းကွေးနဲ့မှတောင်းဝင်ရတဲ့အပိုင်းကစားပုံကအစားဘာဆိုဘာမှမတူပါဘူး Posco ကကိုထိချုပ်ဖို့နဲ့ကစားကပုံဖော်ဖို့အဓိကတာဝန်ယူရတာဖြစ်ပြီးတခါတခါတော့အစိုးရကိုယ်တွေတက်သွင်းတတ်ပါတယ်စတီဗင်ကတော့ ကစားကပုံဖော်ဖို့အတွက်အသင်းရဲ့တိုက်စစ်ကိုလိုက်ပါကိုသွင်းပြီးတိုက်စစ်မူတွေနောက်ကနေပိုဇီရှင်မျိုးစုံယူဆော့တဲ့သူကအဲ့ဒီခေတ်ကလေးလေးနှစ်ခေတ်ဆိုတော့ EMF ရောကတိတ်ပြီးခင်စားလို့ပါတကယ်တော့ဂျာရက်ကတိုက်စစ်ကို ပို့လိုက်ပါတယ် EMF နဲ့ဆိုပို့ဆင်ပြပါတယ်ဒါပေမဲ့အဲ့ဒီခေတ်ကလေးလေးနှစ် flat တွေခင်စားတဲ့ခင်မလို့ဂျာရက်ကို CM လို့ပဲပြတာပါဒီတော့ဒီနှစ်ယောက်ကိုဘသူပို့ကောင်းလဲမေးတာကတော့စူပါမန်နဲ့တော်ချတယ်လို့ပါပဲဒါပေမဲ့အမေးရှိတော့လည်းအဖြေရှိရမှာမဟုတ်အမှတ်ပေးပုံနဲ့ကျွန်တော်ပြောပြပါမယ် အရာအားလုံးကိုထည့်သွင်းတွက်ချက်ရမှာဖြစ်လို့အကုန်လုံးကိုထည့်ပြောရမှာပါအရင်ဆုံးအချက်လက်နဲ့ပြောပါမယ်အချက်လက်တွေကဂျာရက်ကလီဗာပူးနဲ့ LA Galaxy တို့မှာ938ပွဲကစားခဲ့ပြီး126ဂိုးသွင်းခဲ့ပါတယ်ပေါ့စကိုကတော့ Manchester United အသင်းထဲမှာ499ပွဲမှာ108ဂိုးသွင်းယူခဲ့ပါတယ်ဂျာရက်လောက်ဂိုးသွင်းအားတန်တဲ့ကစားသမားမဟုတ်လို့ဂိုးသွင်းနှုန်းကတော့ဂျာရက်ကိုမရှင်နိုင်ပါဘူးပွဲရည်အတွက်ကြော်ရလို့ညင်းမှာဆိုလို့ rate နဲ့ပြောပါမယ် ဂျာရက်ရဲ့ဂိုးသွင်းနှုန်းကတော့တပွဲကို0.44ရှိပြီးပေါ့စကိုရဲ့ဂိုးသွင်းနှုန်းကတော့တပွဲကို0.32ရှိခဲ့ပါတယ်။ပြီးတော့ဂျာရက်တမန်ပေါ့စကို0ပါ။ဖန်နေမှုဂိုးဖန်နေမှုအပိုင်းမှာလည်းတိုက်စစ်ကိုလိုက်ပါတယ်ဂျာရက်ကပဲပုံများခဲ့ပါတယ်။ဂျာရက်က133ရင်ဂိုးဖန်နေမှုလုပ်ခဲ့ပြီးပေါ့စကိုကတော့55ချိန်မှဖန်နေနိုင်ခဲ့ပါတယ်။ ဒီတော့ Jarrett ကနှစ်မှတ် Posco က0ပါ Pass percentage Posco အကြောင်းပြောရင်ဒါကိုထည့်ပြောမှတရားမှာပါဂိုးတွေဖန်တီးမှုတွေအကြောင်းမပြောလို့မရပါဘူး Posco ကဘောလုံးပေးတာအလွန်တိကျတယ်လို့နာမည်ကြီးတဲ့သူပါကစားကွင်းချင်းတဲ့နေရာတောင်ပံတွေကိုဘောလုံးထုတ်တဲ့နေရာအသင်းမှာဒီလိုကစားသမားမျိုးရှိနေတာကအသင်းရဲ့တန်ဖိုးကိုအတင်အချကောင်းကောင်းလုပ်နိုင်ပါတယ် Posco ကဘောလုံးပေးဖို့မှုပါ9883ကြိမ်အထိလုပ်ခဲ့ပြီးတပွဲကိုသူ့ရဲ့ပေးဖို့မှုက19.81ကြိမ်အထိရှိခဲ့ပါတယ် ။ Bosco ရဲ့ပေးပို့မှုတွေက89.5တိဗက်ရငိုင်းတော့က target ကိုတိတိကျကျပေးပို့နိုင်ခဲ့ပါတယ်။ United တို့ Champions League ဖလားအပါဝင် Travel Winner ဖြစ်ခဲ့တယ်။နောက်ရှိခုနှစ်မှာဆိုရင်အောင်မြင်တဲ့ပေးပို့မှုက90.69ရငိုင်းတော့အထိရှိခဲ့ပါတယ်။ Steven Gerrard ကတော့ဘောလုံးပေးပို့မှုပေါင်း9,108ကျိန်အထိရှိခဲ့ပါတယ်။ဒါကပွဲပို့များတာကြောင့်လည်းဖြစ်နိုင်ပါတယ်။သူ့ရဲ့တပွဲပေးပို့မှုက29.68ကျင်းရှိခဲ့ပါတယ်။ဒါလည်း Postco ရဲ့တပွဲပေးပို့မှုထက်ပိုများပါတယ်။ဒါပေမဲ့ ပေးပို့မှုတွေမှာအောင်မြင်ခဲ့တဲ့ percentage ကတော့80.6ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။ဒါက overall ဖြစ်ပြီးတော့အမြင့်ဆုံးရခဲ့တဲ့နှစ်ကတော့82.5ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။တိရောက်အောင်မြင်ခဲ့တဲ့ပေးပို့မှုမှာ Postco ကတားခဲ့ပါတယ်။ဒီတော့ Jarrod နှမ Postco တက်မှတ်ပါ။အသင်းကိုကယ်တင်ခဲ့မှု Champion League လို့အဆင့်မြင့်ဆုံး league ပါ Postco ရော Jarrod ပါကိုစီ Champion League ဖလားကိုကင်မြောက်ထားနိုင်ခဲ့ပါတယ်။ဒီလိုကင်မြောက်နိုင်မှုမှာအရေးပါဆုံးအခိုက်အတန့်ဖြစ်တဲ့ Twin ကို အသင်းကိုကယ်တင်ခဲ့တဲ့တွင်းကိုမျိုးကိုစတီဗင်ချာရက်က AC မီလန်နဲ့တွေ့တဲ့ final မှာ3ဂိုးပြတ်ရှုံးနိုင်တဲ့နေရာကပြန်လာနိုင်ဖို့စတီဗင်ချာရက်ရဲ့ဂိုးကတိတ်ကိုရေးပါခဲ့ပြီးအဲ့ဒီကောင်းတိုက်ကိုစောစစ်စီရသွားလို့လေလီဗာပူးကိုပြန်လာနိုင်ခဲ့တာပါပေါ့စကိုကလည်းဘာစီလိုနာနဲ့ United တွေ့တဲ့နှစ်ကြော့မှာပေါ့စကိုရဲ့အဲ့ဒီလှပတဲ့အဝေးကန်ချက်တကူလေးနဲ့ United တို့ final ကိုတက်သွားတာပါဒီတော့အသင်းအတွက်အရေးပါတဲ့ခိုက်တန်တွေမှာအသင်းကိုကယ်တင်ထားမှုမှာတူညီနေပါတယ်။တယောက်ကိုတစ်ပတ်စီပါ။ဒီတော့ဂျာရက်၃မှာပေါ့စကို၂မှာပါ။ လောင်းပတ်စ်အဝေးဘောပေးဖို့မှုဆိုတာကလည်းဘောလုံးမှာအရေးကြီးပါတယ်ဒါကလူတိုင်းမလုပ်နိုင်တဲ့အရာတစ်ခုပါတခါကရိုနယ်ဒိုကပြောဦးပါတယ်သူ့ရဲ့ရေးချင်းနေကြောင်းပေါ့စကိုကိုကြွားတဲ့အခါပေါ့စကိုကတော်တော်ဝေးဝေးပြစ်မှတ်ကိုထိအောင်ကန်ပြီးမင်းလုံးနိုင်လားလို့မေးခဲ့ဦးပါတယ်နောက်ပြီးပေါ့စကိုကသူ့အသင်းဘောကိုပြိုင်ပတ်နောက်ခံလူတွေကြားတယ်ခေါင်းလေးပဲပေါ်နေရင်တော့အဲ့ဒါကိုအတီးချရောက်အောင်ပေးနိုင်တယ်လို့ပြောခဲ့ဦးပါတယ်ပေါ့စကိုကလောင်းပတ်စ်နဲ့နာမည်ကြီးရပါပေါ့စကိုရဲ့လောင်းပတ်စ်က1294ကြိမ်ဖြစ်ပြီး Jarrett က1509ကြိမ်ဖြစ်ပါတယ် အရေးအတွက်ရဂျာရက်ကပဲများနေတာဖြစ်ပေမဲ့အဲ့ဒီ long bus တွေကိုအောင်မြင်စွာပေးပို့နိုင်မှုမှာ Postco က85ရာခိုင်နှုန်းဖြစ်ပြီးဂျာရက်ကတော့68.8ရာခိုင်နှုန်းပါဒီရက်ကြရတော့မှ Postco တော့မှနိုင်ငံအသင်းနဲ့ဆွမ်းဆောင်ရေးကလပ်အသင်းနဲ့ပြီးတော့နိုင်ငံအသင်းနဲ့ဆွမ်းဆောင်ရေးဘက်ကိုတစ်ချက်ပြောရအောင်ပါစတီဗင်ဂျာရက်ကနိုင်ငံအသင်းအတွက် 133မှာကစားခဲ့ပြီး22ဂိုးသွင်းခဲ့ပါတယ်။ဂိုးဖန်နီမူကတော့23ညင်ရှိခဲ့ပါတယ်။ပော့စကိုကတော့66ဝက်ကစားပြီး14ဂိုးသွင်း73ညင်ဖန်တီးပေးခဲ့ပါတယ်။ပော့စကိုကပွဲရည်အတွက်နည်းသလိုဂိုးရည်အတွက်ဖန်တီးမှုလည်းနည်းပါတယ်။ဒါပေမဲ့ပွဲရည်အတွက်နဲ့ဆွမ်းဆောင်မှုကိုအချိုးကျကြည့်တဲ့အခါ rating နဲ့ပြောရရင်တော့ Jarrett ကတကွယ်ကို3.39ရာခိုင်နှုန်းပဲရှိခဲ့ပြီး Postco ကတော့3.41ရာခိုင်နှုန်းရှိခဲ့ပါတယ်။ဒီတော့ Jarrett 3မှ Postco 4မှတူးချင်းစု တဦးချင်းစုတွေကိုလည်းထည့်သွင်းတွက်ချက်ရမှာပါတဦးချင်းစုတွေမှာစတီဗန်ဂျာရက်က PFA တနည်းတော့အကောင်းဆုံးစုတစ်ကြိမ်ပရီးမီးယားလိဂ်ကလပ်တာအကောင်းဆုံးစု6ကြိမ် UEFA Team of the Year 3ကြိမ် UEFA Champion League Final Match of the Match UEFA European Championship Team of the Tournament ESM Team of the Year စသဖြင့်စုစုပေါင်း40ကြော်ရှိခဲ့ပါတယ် POSCO ကတော့ Premier League တလားတာအကောင်းဆုံးစု၄ကြိမ်ပဲရထားပါတယ် Jimmy Mafa Young Player of the Year PFA Team of the Year Premier League 20 Season Award တခြားဆုတွေအများကြီးရှိခဲ့ပါတယ်။တဦးချင်းဆုမှာတော့ဂျာရက်ကတာပါတယ်။ဂျာရက်လီမတ်ပေါ်စကိုလီမတ်ဆူဖလာရီအတွက်ဆူဖလာရီအတွက်ကိုလည်းမဖြစ်မနေထဲသွင်းတက်ချက်ရမှာပါ။အပင်းနဲ့အတူစူပလာရခဲ့တဲ့ရေအတွက်မှာ Premier League Plus 7ကြိမ် FA Plus 3ကြိမ် Community Dive 5ကြိမ် Champions League Plus 2ကြိမ် League Plus 2ကြိမ် Club World Cup 2ကြိမ်တို့ကိုရရှိခဲ့ပြီး Jarrett ကတော့ Liverpool နဲ့အတူ FA Plus 2ကြိမ် League Plus 3ကြိမ် Community Dive 1ကြိမ်နဲ့ ချန်ပီယံလိတစ်ကြိမ်ယူရိုပါလိဖလားတစ်ကြိမ်စူပါကပ်တစ်ကြိမ်လို့ကိုရထားခဲ့ပါတယ်။စူဖလားရေတော့မှာပေါ့စကိုကတာလာကြောင်းဂျာရက်လီမန်ပေါ့စကို9မှာပါဒီတော့အမှတ်အရဆို ပေါ့စကိုနိုင်ပါတယ်။ဒါပေမဲ့နှစ်ယောက်စလုံးကသူ့မြန်တဲ့သူကစားဖို့မတူတဲ့ကောင်းကြတဲ့သူတွေပါအတင်းတော့အေးပေါင်မှလည်းနှစ်ယောက်စလုံးကသူနည်းသူဟန်နဲ့အေးပါကြပါတယ်တကယ်ဆိုဂျာရက်ကလမ်ပတ်နဲ့ကစားမောင်းတူတာကြောင့်လမ်ပတ်နဲ့ရှင်ရင်ပိုပြီးတင့်တော်မှာပါအိုနရီကိုပေါ့စကိုလာဂျာရက်လာရွေးခိုင်းတဲ့အချိန်မှာတော့အာဆင်နယ်ကံဝင်ကပေါ့စကိုကိုပဲယူသွားခဲ့ပါတယ်ပေါ့စကိုလောက်ကွင်းလယ်မှာကောင်းအောင်ကစားနိုင်တာကျွန်တော်မမြင်ဘူး တကယ်လို့ကျွန်တော်ဘောလုံးနဲ့အတူပြေးလာပြီးနောက်ကဘသူပါလဲကြည့်ရင်လဲပေါ့စကိုပဲတံမြန်တိုက်စစ်ဆင်ခံရလို့တိုက်စစ်မှုစီဘောလုံးရောက်အောင်ပေးဖို့မယ်ဆိုရင်လဲပေါ့စကိုပါပဲ Are there any current or former players you wish you had Paul Scholes Hey tell tell him that as well But but we had Paul Scholes is better than Steven Gerrard We got to finish here I'm just I'm just saying Paul Scholes Paul Scholes Jimmy Carrey ကတော့ဒီလိုပြောဘူးပါတယ် Paul Scholes နဲ့ Gerrard ကိုရွေးခိုင်းရင်ကျွန်တော်ကတော့ Gerrard ပါပဲ လီဗာပူးအသင်းပေါ်မလို့မဟုတ်ပါဘူးယူနိုက်တက်မှာပေါ်စကွန်မရှိရင်လည်းဖြစ်ပါတယ်ဖလားတွေယူနေရမှာပါဒါပေမဲ့အဲ့ဒီအချိန်လီဗာပူးမှာကဂျာရတ်မရှိရင်မဖြစ်ပါဘူးဒါကြောင့်ကျွန်တော်ကတော့ဂျာရတ်ပါပဲ Steven Gerrard was a better player than Paul Scholes 3 2 1 I and you know, I'm going to have to disagree and here we go Anyway Star ကတော့ Postco ရဲ့ video file ကိုနီးပြ Ricket ကလေ့ကျင့်ရေးကွင်မှာဒီနေ့တော့ငါတို့လေ့ကျင့်ရေးမလုပ်ဘူး video file တစ်ခုကိုကြည့်ကြမယ်ဆိုပြီးကျွန်တော်ရဲ့ Xavier ရဲ့ Messi ရဲ့ စသဖြင့်အတူကြည့်ကြကြပါရစေ Postco ရဲ့ highlight တွေကျွန်တော်ရဲ့ pass တွေ key pass တွေကို Postco စီကတင်ယူခဲ့ရပါတယ်လို့ဝန်ခံပြောဆိုခဲ့ပူပါတယ်ကျွန်တော်ကတော့ Postco ပိုကောင်းတယ်ထင်ပါတယ်တကယ်တော့ကိုကြိုက်တယ်လို့သတ်မှတ်လို့ရပါတယ် Premier League ရဲ့သမိုင်းတစ်လျှောက်အကောင်းဆုံးကွင်းလယ်လူ25ယောက်စီးရင်မှာလဲ Postco ကနံပါတ်1ဖြစ်ခဲ့ပြီး Steven Gerrard ကတော့အဆင့်နဲ့ပါသူတို့နှစ်ယောက်ထိပ်ဆုံးမှာပါတချို့စီးရင်တွေမှာတော့နံပါတ်2နေရာမှာ De Bruyne ဖြစ်ပြီး Gerrard က3ဖြစ်နေပါတယ်တကယ်တော့နှစ်ယောက်စလုံးကမတူညီတဲ့ကစားပုံတွေနဲ့အသင်းအတွက်ရေးပါတဲ့သူတွေပါပဲ ဗီဒီယိုလေးတင်ဆက်ပေးပြီဆိုတော့အခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုလေး technical analysis ဗီဒီယိုကိုတင်ဆက်ပေးသွားမှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြအောင်ခင်ဗျာ comment မှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ